ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာထက်မြတ်အောင် ဂမယာပေလင်မှဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှ30ရက်နေ့အထိတပတ်စာကြံပြုဟောစကံကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို Subscribe လေးနှိပ်ခဲ့ကိုတောင်းဆိုပါရစေ။အစ်စ်တင်နိုင်တရားအောင်လဲဘင်းနောက်အခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးရဖို့မမေ့နဲ့နော်။ တနင်္ဂနွေသားသမီးများတွင်တပတ်စာဟော့စတယ်ယခုကာလတွင်မှဘာပဲလှုပ်လို့သတိပြုရမယ်အလော်ရကြီးအရေးကြီးကြီးမလုပ်ပါနဲ့ဆုံးဖြတ်ချက်များလွယ်လွယ်မချမှတ်ပါနဲ့ဘာပဲလှုပ်လို့စနစ်တကျတိကျပြသားစွာလှုပ်ကင်မှာမိမိကိုယ်ကိုယုံကြည်မှုထားပါအာရုံစိတ်ရောဓာတ်တွင်မလုပ်ပါနဲ့မိမိလှုပ်ဆောင်မိကိစ္စများကိုလည်းစိတ်ရှည်စွာဖြင့်လှုပ်ကင်မှာဘလို့အခက်ခဲအဆင်မပြေမှုတွေပဲရှိရှိမကြခင်အဆင်ပြေသွားပါလိမ့်မယ်အတွေ့အကြုံနဲ့အသိပညာပေါင်းဆက်၍ကြိုးစားပါယခုရဲ့တပတ်အတွင်မှအခက် က်ခဲတစ်ခုကြုံရမယ်။ရခိုင်ကကြုံခဲ့ဘူးသောမပြည့်ပြတ်သေးသောကိစ္စတစ်ခုကိုတဖန်ဖြစ်ရှင်းရတဲ့တည်းအလုံးမှာသူတစ်ပါးရဲ့တိုက်ခိုက်ခြင်းခံရတာပါတယ်။လောကစားကိစ္စများမလုပ်ပါနဲ့အောင်ခရီးသွားရန်ကိစ္စများခရီးကိစ္စတစ်ခုကြောင့်မသွားဖြစ်ဖဲရှိနေတတ်တယ်။ပညာရေးကိစ္စတွေကတော့အခက်ခဲအနေငယ်ကြုံရလိမ့်မယ်။မိမိရဲ့ကံထက်ညာဥစားဥစားပေးပါ။ကျမကြီးကတော့ခေါင်းမကြည့်ခြင်း၊မျက်ရိုးကိုက်ခြင်း၊ဥကောင်းမှာမတော်တဆအထိကဲထန်ရရခြင်းဖြစ်တတ်ပါတယ်။အခြေကိစ္စတွေမှာရွေးချယ်ရ Okay. စဉ်းစားရအခက်အခြေအနေများဖြစ်တတ်ပါတယ်။အိမ်တော်ရေးလဲတာယာမှုနေပါတယ်။ကံကောင်းစဉ်သောကဏ္ဍများမှာလင်းငါကိုကဏ္ဍများဖြစ်ပါတယ်။ကံကောင်းသောအရာမှာလိမ်မောရောင်ဖြစ်ပါတယ်။ရရရမိမိရှိဖျားမှာဘရားကျော်ကိုကိုကလိုပါ။တဏှရိသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကုန်းကျူးဆက်ကံများပုံမရရှိကြပါစေ။တဏှရိသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာထမြောင် နှင့်ဗီရင်မီမြန်ဆွေးနွေးတမင်လို့တဲ့အခါထမြအောင်မြမရူရဗီရင်ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် တနင်္လာဟန်သာသမီးများတွေတပတ်စာဟော့စတယ်ရွေသားသမီးများအောင်မြင်မယ်အပေါ်ရန်ပစ္စည်းတစ်ခုခုဝင်မယ်အလုံးမှနာမည်ကောင်းရတဲ့တဲ့မိမိကိုယ်ကိုယ်ယုံကြည်ရသောဆရာသမားများရဲ့အကူအညီကိုရရှိတဲ့တဲ့နောက်သောလအတွင်းမှာမိတ်ဆွေကောင်းနှစ်ဦးရရှိလိမ့်မယ်အလူတန်းကိစ္စများပြုလုပ်ရခြင်းပရာဟိတလုပ်ငန်းများဘာသာရေးကိစ္စများလောကရာချင်းရှိမယ်တင်ကြားရေးလုပ်ငန်းစေဝါလုပ်ငန်းဘာသာရေးလုပ်ငန်းများအောင်မြင်ပါလိမ့်မယ်အလုံရှာနေသူများ မကြခင်အလုံနေရရရှိလိမ့်မယ်အလုံးမှအထက်အကြီးကဲ အကူအညီရရှိမယ်။ဆရာကောင်းတမားကောင်းနဲ့ဆုံရမယ်။အလူတန်းကိစ္စဖျားဘူးကိစ္စများပြုလို့ရမယ်။ဘုံတော်ကြီးတော့မဟုတ်ကိုကွယ်မှုဆိုင်ရာဘုံတော်များနေအိမ်တို့ကြွရောက်မယ်။ကရုံးစပင်ပါတော့သူအကူအညီပေးမယ်။ပညာရေးကိစ္စများအရန်ကောင်းမွန်သောကာလဖြစ်ပါတယ်။တင်ယူလေးလာမှုအဖြစ်ပညာရေးနဲ့ပတ်သက်ပြီးတုဒ္ဓမှုများပျော်ရွှင်စရာများကြုံရမယ်။ဂျမားရေးလည်းကောင်းမွန်ပါတယ်။အခြေရေးနဲ့ကံကတော့အရန်ကောင်းပါတယ်။အဆင်မပြေဖြစ်နေတဲ့သူများနောက်နှစ်လအတွင်းအဆင်ပြေလာပါလိမ့်မယ်။ အိမ်တော်ကြီးလေးတာယာမေကံကောင်းသောကဏ္ဍများမှာ၃၅ခုကဏ္ဍများဖြစ်ပါတယ်ကံကောင်းသောရောင်မှာညီညိုရောင်အဖြူရောင်ဖြစ်ပါတယ်ရန်ရယတန်ဃာတော်များလှူပွဲတစ်ခုခုကတ်လူ၍စုတော်မှာဒဏ္ဍာရသာသမီများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးဆန္ဒများပုံမရရှိကြပါစေဒဏ္ဍာရသာသမီများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးတခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမင်းများဆွေးနွေးတာပဲလို့တဲ့အခါထက်မြအ ောင်းမြမယူရပေးတယ်ပြညာ Telegram နဲ့ Facebook Messenger တို့မှာတိုင်းရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် အင်္ဂါသာသမီများတွင်တပတ်စာဟော့စတယ်လူမှုရေးနယ်လုပ်ငန်းပိုင်းတွေမှာစိတ်နှောင့်ယှက်ဖြစ်စေမဲ့ကိစ္စရာများနဲ့ကြုံရတဲ့တွေမိမိအမှန်နေတော့လဲမကောင်းပြောခံရမကောင်းမြင်ခံရတဲ့တွေတတ်နိုင်သမျှဂျောင်းဝင်ကူညီခြင်းများဆင်ခြင်မှာစိတ်ဓာတ်ကြခြင်းစိတ်မပြောခြင်းများဖြစ်တတ်ပါတယ်မလိုအပ်သောအတွေ့များစိုးရင်ပူပန်မှုများကိုလျှော့ချရမယ်လက်ရှိမှာအခက်အခဲတွေကြုံနေပါကတယောက်ထဲစိတ်ဓာတ်ကြနေတာမျိုးမဟုတ်ပဲမိတ်ဆွေတွေဆရာသမားတွေစီကအကူအညီကြံ့ကြံ့ကောင်းများရယူဖြစ်ရှင်းလိုက်ပါရေလုံး န်း၊ဥယျာဉ်မြေနရာလုပ်ငန်း၊စိုက်ပျိုးရေး၊ဆေးဝါးလုပ်ငန်းများအကျိုးပေးအဆင်ပြေလိမ့်မယ်။ငွေကြေးအလောင်းစားများတရိပ်ပြိုပါ။အပြောင်းရွှေ့ကိစ္စများကောင်းဝင်ပါတယ်။နေရာသစ်အလုပ်သစ်ဝန်ကျင်သစ်တွေမှာအဆင်ပြေတတ်ပါတယ်။ပညာရေးကိစ္စမှာအခြားကဏ္ဍတွေကြောင့်စိတ်နှောက်ရှက်ဖြစ်တတ်ပါတယ်။ကျန်းမာရေးမှာမျက်စိလက်မောင်းစသည့်နေရာများတွင်ဝေဒနာဖြစ်ပေါ်တတ်ပါတယ်။အခြေရေးကိစ္စတွေကတော့ဒီအချိန်မကောင်းသေးပါဘူး။ချက်သူနဲ့နားလည်မှုလွဲကံသဘောထားကွဲလွဲတတ်ပါတယ်။နှစ်ဖက်မျှတအောင်တွေးပါ။အိမ်တော် ေးလဲအနှဲငယ်ညံ့တာပါတယ်။ကံကောင်းစီသောကဏ္ဍများမှာ၄၆၈ကဏ္ဍများဖြစ်ပါတယ်။ကံကောင်းသောအယောင်မှာနန့်တာရောအစိမ့်လူယောင်တို့ဖြစ်ပါတယ်။ရေရေရောမိမိမွေးနေမှာ၅၈ကောင်းလွေ၍စူတော့မှာငံသာသူမိများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ငံသာသူမိများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မေဇိုရိုရဲ့ကကရီကိုဆရာထက်မြအောင်နဲ့ဗီဒီမင်းမင်းဆွေးနွေးတာမင်းလို့တဲ့အခါထက်မြအောင် င်းမြမရူရပေးတဲ့ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုင်းရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ဘောရူသားသမီးများတွင်တပတ်စာဟော့စတန်ယခုကာလအတွင်းမှာအလုပ်သည့်တိုးချဲ့ခြင်းများရှောင်ချယ်မှာစာရွက်စာတမ်းလက်မှတ်ထိုးခြင်းငွေကြေးကိစ္စတာဝန်ယူအမခံခြင်းများတရိနယ်ဆောင်ရွက်ပါအိမ်ကိစ္စပြဿနာဖြစ်ပေါ်မည်လောင်စာအလုံးများရှောင်ချယ်မှာခရီးဝေးသွားလိမ့်မယ်တွားမဲ့ခီးမှာတောင်ဆူဆူဖြစ်မည်မိမိလုံနေသောအရတွင်တွေ့နေကြဆိုင်းဘုတ်တစ်ခုထုတ်ချလိုက်၍မတွေ့ပဲရှိလိမ့်မည်ဤသို့ဖြစ်လျင်မဆိုးမတူကိုမိမိထိုးလို့သောကဏ္ဍပြော၍ထီထုတ်ခိုင်းမှာထီပေါင်မည်ဖျားယုတ်ထုတို့ ော်စင်တို့တော်ကြွလာမယ်ဘာသာရေးသမားများအဝန်ထွက်လက်ခံမှာဝင်များဝင်တော်လဲဝင်မမြဲပဲဖြစ်နေတတ်တယ်သူများကိစ္စများအတွင်ချားဝင်မပါမိပါစေနဲ့အိမ်ရောရချင်းကြုံမယ်ဒါမှမဟုတ်အိမ်ပြင်းရမယ်ပညာရေးတွင်အညာရှိသော ကာလဖြစ်ပါတယ်ဆောင်မွေးနီးမှဆင်ညစရာများကြုံရမယ်ဂျမားရေးကိစ္စများတွင် အထုကယူဆိုင်ပါတွေ့ထွက်တန်းရုံဖြစ်တတ်တယ်မတော်တဆမှုများတရေရှိပါအချိန်မှချစ်သူနှိုးကြလဲမနာလိုသူများဖြစ်မယ်အိမ်တော်ရင်းလဲအနှဲငယ်ညံ့ပါတယ်ကောင်းကောင်းစီသောကရမ်းများ မှာ၄ခုနှစ်ကိုကနမ်းများဖြစ်ပါတယ်။ကံကောင်းသောအယောင်မှာအပြာနုယောင်ဖြစ်ပါတယ်။ရရရနေဖြာမှာခေါဆွဲကြောတပွဲကလိုပါ။ဘ රු သားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကောင်းချီးချမ်းသာများပုံမရရှိကြပါစေ။ဘ රු သားသမီးများတွေတဆိုင်မကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကန်တွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမင်းဆွေးနွေးတယ်မယ်လို့တဲ့အခါထက်မြအောင်မြမယူရာဗီဒီယိုပညာ Telegram နဲ့ Facebook Messenger တို့မှာ ိုင်းဆက်သွယ်မေးမြန်းနိုင်ပါတယ် ကြာသပတေးအင်သားသမီးများတွေတပတ်စာဟိုစတယ်စေကူရွေချင်များရှိပေမဲ့လက်တွေလုံဆောင်ရန်တွေ့ဝီနေရတဲ့အလုပ်ကိစ္စတစ်ခုဆက်လုပ်ရမလို့လို့မလုပ်ရမလို့လို့နဲ့ချီတုံချတုံမဝင်မရေဖြစ်နေတတ်တယ်ယခုကာလစိတ်ရှိပြီးဝရိယရှိတဲ့သောကာလဖြစ်ပါတယ်အလုပ်ကိစ္စပညာရေးကိစ္စများတွင်အခွင့်အလန်းအခွင့်အရေးများ ရရှိတတ်တာကြောင့်မိမိရဲ့ကြိုးစားအောက်ထုတ်မှုရှိနေဖို့လိုအပ်ပါတယ်လေကမ်းပါသောငွေကြေးဝင်မယ်အင်ချမ်းမြေကိစ္စများအဆင်ပြေလိမ့်မယ်အလုပ်နေရာဟော င်းပြန်လည်လုပ်ကန်ရတဲ့တဲ့အမွေကိစ္စစကားပြောရမယ်အယောင်းဝယ်ကိစ္စတစ်ခုဖြစ်မယ်လုပ်ငန်းမှာအကျိုးမြတ်ဖြစ်မယ်ပညာရေးကိစ္စတွေမှာထူးခြားအောင်မြင်တတ်ပါတယ်ပညာရေးနဲ့ပတ်သက်သောစိတ်ချမ်းသာမှုတစ်ခုပြုရမယ်ဂျာမန်ရေးကိစ္စများကောင်းမွန်ပါတယ်အချီးရေးမှာနှလုံးသားထက်အုံနှောင်းနဲ့ဆုံးဖြတ်မှကောင်းမွန်ပါလိမ့်မယ်ချစ်သူအပေါ်တဝန်တိုးစိတ်တွေကြောင့် ပူပန်နေရတဲ့တဲ့အိမ်တော်ကြီးမှာအနေငယ်စိတ်ပင်ပန်းရတာပါတဲ့ကံကောင်းစီသောကဏ္ဍများမှာတလေးခုနဲ့ကဏ္ဍများဖြစ်ပါတယ်ကံကောင်းသောအရောင်မှာကြက်သွေးအောင်ဖြစ်ပါတယ်ရရရမိမိမွေးနေတွင်နေဖြာမှာလက်ဖက်ရည်တစ်ခွဲ့ပေါင်ပေါင်တလုံးကပ်လို့၍ကံကောင်းခြင်းကိုရယူနိုင်ပါတယ်ဇာတာပရိသသမီးများလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးကောင်းချီးချမ်းသာများဖို့မွေးရရှိကြပါစေဇာတာပရိသသမီးများတွေတိုက်ဆိုင်မှန်ကမ္မကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးမခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကရီ ကုံဆရာထက်မြအောင်နဲ့ဗေဒီမင်းမင်းဆွေးနွေးတိုင်ပင်လုပ်တဲ့အခါထက်မြအောင်မြမရူရဗေဒင်ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုင်းရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ထောက်ချမ်းသားသမီးများတွေတပတ်စာဟော့စတယ်စူပေါင်းဆက်ပေါင်းလုပ်ငန်းများအကျိုးပေးမယ်မိမိကလှုပ်လှုပ်စီများကိုရဲရဲတင်းတင်းလှုပ်ဆောင်မှာမိမိကိုကူညီပေးမဲ့သူများရှိနေတဲ့တဲ့ယခုကာလအတွင်းမှာမြို့သူကိုမစိုးတတ်နိုင်သမျှမေတ္တာထားပါမေတ္တာနဲ့ဆက်ဆံမှမေတ္တာဖို့ပါဘလို့အခက်ခဲပဲဖြစ်ဖြစ်အစဉ်ပြေသွားပါလိမ့်မယ်နေအိမ်ကိုမြေအိမ်စက်ပစ္စည်းဝင်တတ်တယ်အလွန်ကောင်းပါတယ်ရေလန်ခီလေလန်ခီသွားတတ်တယ်ယခုကာလအတွင်းတောလန်ခီများတပင်းချုံရွှဲထူထပ်သောနေရာများ ကိုတွာလာခြင်းတရိပ်ပြုပါငွေကြေးနဲ့ပတ်သက်၍စိတ်ငြိရတဲ့တဲ့ပညာရေးကိစ္စများတွင်ဝရိယအားစိုက်ထုတ်ဖို့လိုနေပါတယ်အနုပညာလုပ်ငန်းများအဆင်ပြေအောင်မြင်မယ်ပညာရေးနဲ့ပတ်သက်သော အခက်အခဲများအနှဲငယ်ကြုံရမယ်ကျမ်းမာရေးအနေနဲ့ကတော့အစာမခြင်းအားနည်းခြင်းတွေ့တက်ကြမမှန်ခြင်းဖြစ်တတ်ပါတယ်အခြေကြီးကိစ္စတွေမှာကံကောင်းနေသောအချိန်ကာလတစ်ခုကိုကြုံဆုံရလိမ့်မယ်အရင်ကမပြေလည်ခဲ့တဲ့အခြေအနေများဒစုံတယောက်ကြောင့်ပြန်ပြေလည်သွားလိမ့်မယ်တင်ကိုယ်တိုင်အခြေကြီးကံတည်ခြင်း၍ကြည့်မိနေပါက တင့်ချေရေးအတွက်ပျော်ရွှင်ပွဲရာရှိလာပါလိမ့်မယ်အခြေအကိစ္စများအထူးကောင်းမွန်မယ်အိမ်တော်ကြီးလည်းအဆင်ပြေပါတယ်ကံကောင်းစီသောကဏ္ဍများမှာ26ခန်းကဏ္ဍများဖြစ်ပါတယ်ကံကောင်းသောရောင်မှာပန်းသူရောမရစီရောင်တို့ဖြစ်ပါတယ်ရရရနေအိမ်ဖျားမှာပန်းသီးများကတ်လို့ပါမေတ္တာသောရပါမေတ္တာဖို့ပါတောင်ချန်သားသမီးများလုံးကိုစိတ်ငပြားချမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတောင်ချန်သားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မြ ျှဝေပေးခဲ့နော်မဇွေရိုရဲ့ကကတွေကိုဆရာထမြအောင်နဲ့ဗီဒီယိုမြန်ဆွနွေးတိုင်ပြလို့တဲ့အခါထမြအောင်မြမယူရပေးတဲ့ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟောစတဲ့ပြည်တွင်းပြပခီးများတွားရနိုင်နေလုပ်ငန်းအသည့်အတွေ့အကြုံအသင်းများလောက်ကန်ရမယ်ဆိုရင်မှုများရှိနေတတ်တာကြောင့်မလုံရင်မကန်ရင်ဖြစ်နေတတ်တယ်အလောက်ကန်များမှာဝန်ထမ်းဆိုလျင်ယာရုတုလာစာတို့မယ်အလောက်ရှာနေသူများမကြခင်အလောက်ရရှိမယ်အကြီးကဲများရဲ့ကိုညီမဆောင်မှုများရရှိမယ်လုပ်ငန်းသည့်အကြံစီအသင်းများအကောင့်ထဲဖို့ကဆောင်ရွက်နိုင်မယ်နှစ်ဦးဆက်တူလုပ်ငန်းများအချိုးပေးလိမ့်မယ်မထင်မဖဲငွေဝင်တတ်ပါတယ်ခုနှစ်ကနန်းငွေကြေးထွက်မယ်မိမိမျှော် လင်းထားတဲ့ကိစ္စများဆောင်ရွက်နိုင်မယ်။စိတ်ကူးရည်ရွယ်ထားသောခရီးများအပျော်ပါပွင့်လန်းတဲ့ပေများကောင်းမွန်သောအခမ်းအနားများတို့တွားရောက်ရတဲ့တဲ့မိမိရဲ့အိမ်နီနာတို့မဟုတ်ဆွေမျိုးနွယ်မှာတားရောက်ကြလေးမွေးဖွားတဲ့တဲ့ပညာရေးကံအထူးကောင်းသောကာလဖြစ်ပါတယ်။မိမိရည်မှန်းချက်များအောင်မြင်မယ်။ကျမ၏အညံ့မရှိပါ။အခြေအကတော့ချစ်သူနှုတ်ကြားပျော်ရွှင်ချမ်းမြေရလိမ့်မယ်။အစင်မပြေနေသူများမကြခင်ပြေလည်လိမ့်မယ်။အိမ်တော်ကြီးမှလည်းကောင်းမွန်ပါတယ်။ကံကောင်းစီသောကဏ္ဍများမှာ1.9ကဏ္ဍများဖြစ်ပါတယ်။ကံကောင်းစီသောအရာ ောင်းမှာအဝါရောင်ဖြစ်ပါတယ်ရရရနေပြားမှာ နေကြစေကလို့ပါဇနီးသားသမီးများလုံးကိုစိတ်နှပြကျမ်းမှချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေဇနီးသားသမီးများတွေတိုက်ဆိုင်မင်္ဂလာကကွန်မန့်မှာတခုရေးပြီးခဲ့ပြီးအခြားသူများလည်းဒီနိုင်ဖို့အတွက်မျှဝေပြီးခဲ့နော်မေဆွေတို့ရဲ့ကကတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမင်းများဆွေးနွေးတိုင်မလို့တဲ့အခါထက်မြအောင်မြမရိုးရာဗီဒီယိုပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မင်းများနိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမယိုရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချိန်ချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်